ပတ်စံရှိတဲ့လူကုန်တိုင်းအတိုင်းဝိုင်းတဲ့ဟာသာသမီတွေအများကြီးပါစိတ်မှုမထမ်းဘူးခမားတို့ထုတ်ထားတဲ့ဥပဒေတွေခမားတို့ထုတ်ထားတဲ့မူဝါဒတွေအောက်မှာခမားတို့ကအချင်းပြတ်ခြားစားခြင်းနဲ့စောက်ရှက်မရှိစွာကြာရှုံးနေတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တည်တင်းတွေကိုအမြင့်တက် relationship လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ကျွန်တော်လည်းဒီ7မိနစ်လောက်တည်တင်း အချက်လက်လေးတွေမတင်ရတာလဲကြာပြီခီးရထွက်နေတာဖြစ်တယ်ပြီးကြပြားလွယ်အကြီးကျန်အကျွေးကျန်နေရပေါ့နော်အဲ့ကြပြားအကျွေးကျန်တာကတော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ပေါ့ကြပြားလေးကအရန်နဲ့တရာရှိရပေါ့နော်အခုဒီကြပြားလေးကတော့တောင်ကြီးမောင်အေးချမ်းရဲ့ကြပြားပေါ့နော်ကြပြားလေးရဲ့ခေါင်းစဉ်ပေါ့နော်အောင်ပွဲရဖို့တဲ့နေမီခြေပြက်ခြေကိုဆန့်၍အနံ့အတန့် အနတ်အတက်စူးစမ်းလျက်ကအထွက်အဝင်မျက်စိလင်စွာထင်ရှားပိုင်ပိုင်ခွဲခြားနိုင်အောင်ထိုင်မနေပဲလှူရှားရေးပြီးအမြင်မပြတ်တတိချက်ကစေဇက်ပါမှအောင်ပွဲရမည်တတိရှိဖို့လေလိုသည် မောင်ဝေးကျန်းတောင်ကြီးပါ14ရက်3လ2025 12ရက်နေ့မှာရေးဆက်ထားတဲ့ကြပါလေးပါမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေတဲ့ဗောနော်ဒီကြပါအနေနဲ့တော့အထိပ္ပယ်ကြေပြက်နေထောင်းလိုင်းအတွင်းနေပဲတွေးပါဗောနော်နောက်တစ်ခုကတော့ကျွန်တော်ဒီသတင်းကိုမတင်ခဲ့တာ3ရက်ရှိပြီဗောနော်ဒီရရှိတဲ့မြေပြင်သတင်းကိုဒီနေ့ဓာကစားမှု ေသ26ကကိုအောင်ကျော်ဆိုင်ကိုကျွန်တော်ဖုံးဆက်တယ်ဖုံးဆက်တော့ကိုအောင်ကျော်ဆိုင်ကဖုံးမကင်ဘူးပေါ့နော်မကင်တဲ့အတွက်ကျွန်တော်ကမက်ဆေ့ပို့တယ်မက်ဆေ့ပို့တာကိုလည်းဟိုပြန်ကြားခြင်းမရှိတော့တဲ့ကျွန်တော်ကဒီသတင်းကို ပြောရတာဖြစ်တယ်ကလေးမျိုးမှာတဲ့ချင်းတောင်တို့အထွက် ရှစ်မိုင်ဂိတ်ကိုမိုင်ဂိတ်မှာကုံစီတင်ကားအဝင်အထွက်ဒစည်းကို၁၀သိန်းနဲ့၁၅သိန်းကြားထဲမှာ တောင်းလေတဲ့ လေးမြောက်ဘက်ဆယ်ကြီးခိတ်ကစကက်ကားတစ်စီးကို၈သိန်းလိုက်ထွက်ကားတစ်စီးကို၄သိန်းသုံးမင်းတစ်စီးကို၃သိန်းခွဲစစ်တပ်ကိမ်များကတောင်းနေပါတယ်တဲ့နော်ဒါတော့တိုင်းပြည်ပြည်ပြင်ပြောင်းလဲဖို့အတွက်ကတော့ပြောရမှာပဲနောက်တစ်ခုကတော့ချောင်းမြုံနယ်အတွင်းမှာစစ်မှုထမ်းဥပဒေအကြောင်းပြကစစ်မှုထမ်းဥပဒေနဲ့မကန့်ညီသောအမျိုးသမီးများကျမ်းမာရေးချွေးရင်းသူများအတမ်းမပြည့်သူများအား စစ်မှုရန်ဥပဒေနှင့်အညီဆောင်ရွက်ခြင်းမရှိဘဲချောင်းမြို့နယ်ရှိလမ်းပိုင်းများအားပိတ်ဆို့ကာပေါ်တာဆွဲခြင်းဟုခေါ်သောအဓမ္မခေါ်ဆောင်ခြင်းဖမ်းဆီးခြင်းများကိုလုံဆောင်လျက်ရှိပြီးအခါကျင်းဝင်များကောက်ခံကာစီးပွားရေးအတွင်ဆောင်ရွက်လျက်ရှိကြောင်းမြမတက်မတော်၏ဂုံတိတ်ကာကိုညှိုးနှွမ်းစေလိုသောလုံရများအားလုံဆောင်လျက်ရှိကြောင်းတာဝန်သည့်ပြည်သူတို့အနေဖြင့်တင်ပြပေးအပ်ပါရန်အကူအညီတောင်းပါရခင်ဗျာတဲ့နော် မြန်မာနိုင်ငံမှာတော်တော်ဆိုးတယ်ကျွန်တော်ပြောတယ်တိုင်းပြည်တို့နိုင်ငံအတွက်လူမျိုးအတွက်ပဲဗျာတိုင်းပြည်ငြိမ်းချမ်းဖို့အတွက်ပဲပေါ်တာပဲဆွေဆွေကြိုက်တာဆွေခမားတို့ကျွန်တော်အချိန်ချင်းပြောတယ်နော်ရုပ်ရှင်မင်းသားမင်းသမီးတွေအသက်16နဲ့35နှစ်တွေစစ်မှုမထမ်းဘူးပစံရှိတဲ့လူကုန်တိုင်းအတိုင်းဝိုင်းနေရသားသမီးတွေ အများကြီးပါစိတ်မှုမထမ်းဘူးခမားတို့ထုတ်ထားတဲ့ဥပဒေတွေခမားတို့ထုတ်ထားတဲ့မူဝါဒတွေအောက်မှာခမားတို့ကအကျင့်ပြက်ခြားစားခြင်းနဲ့စောက်ရှက်မရှိစွာကြာရှုံးနေတယ်အဲ့ဒါဝိုးဓမ္မလောကခွေဦးစီးချုပ်နိုင်ငံတော်နာဆကအစိုးရအဖွဲ့ဝင်တရက်လုံးနဲ့နော် အောက်မှာလုံနေတဲ့အကျင့်ပြက်ခြားစားတဲ့တချို့တော့ထွေရုပ်တွေရဲတွေတမရတော်သားတွေ လှုပ်ရှားနေကြတယ်အဲ့ဒါကပြည်သူလူထုရဲ့အသည့်ဖြစ်တယ်နော်ဥပဒေနဲ့မညီတဲ့အလုပ်တစ်ခုကိုလုပ်ပြီဆိုရင်အစိုးရကိုပြည်သူလူထုရဲ့စိတ်ထဲမှာနောင်လာမဲ့အစဉ်ဆက်အစိုးရအစမကောင်းတဲ့အမြင်တွေဝါရတွေ သူတို့ရဲ့နှလုံးသားထဲနဲ့စိတ်ထဲနဲ့အုံနောက်ထဲမှာကိန်းအောင်သွားရင်ကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်နိုင်ငံလူမျိုးကျွန်တော်ဘယ်လိုလုပ်တိုးတက်မှာလဲနော်အဲ့တော့ကြတော့ခေတ်ကပြည့်စင်သလောက်ပြည့်ငါတို့မှာဥပဒေတွေမူဝါဒတွေပေါင်းနေတဲ့လုံးမယ်ဆိုပြီးတော့အကျင့်ပြတ်ချစားတဲ့စောက်ကျင့်ပြတ်တဲ့စောက်စည်းစောက်တရေရုပ်တဲ့အောက်တန်းစားစိတ်တဲ့ရှိတဲ့ဝန်တန်းတွေအများကြီးရှိပါတယ် ကျွန်တော်တို့ဆက်လက်ပေါ်ထုတ်ပါမယ်အသက်နဲ့ရင်းပြီးကိုပေါ်ထုတ်ပါမယ်ခင်ဗျာနော်ကျွန်တော်လည်းအခုဟိုဘောနော်ခီးတွေထွက်နေလို့နော်ကျွန်တော်ဟိုတိတိကျကျနေနော်အချက်လက်ပြေဆုံးတော့ပေးပါကျွန်တော်တို့ဒီတိုင်းပြည်နိုင်ငံဒီလူမျိုးတွေတိုးတက်ဖို့ကြီးပွားဖို့ကောင်းစားဖို့ဆိုရင်ဒီအချင်းမြတ်ချာစားတဲ့လူတွေရဲ့အချင်းစာရိတ္တတွေကိုကျွန်တော်တို့ပြုပြင်ထိန်းသိမ်းကြောင်းလိုင်းရင်းထဲမှာတိုင်းပြည်တစ်ပြည်ကိုအကောင်းဆုံးတည်ဆောက်လို့ရမှာဖြစ်ပါတယ်ဗောနော် နောက်တစ်ခုသတင်းကတော့မင်္ဂလာပါကိုဘုံရေတပိတ်ချင်းမြို့နယ်စင်ကူးမြို့နယ်အကြောင်းတွေကိုတဲ့နေပြည်တော်နေဖြစ်တဲ့ကျွန်တော်တို့ကအတိဆုံးမှာတဲ့ဘယ်နေရာဘယ်ရွှေလောက်ကကအောင်မြင်နေဆိုတာကအစာတိနေတယ်တဲ့ကျွန်တော်တို့ပို့ပေးနေတယ်တဲ့နေရာမဘာညာတေးကြတယ်ဆိုတာကအထက်လူကြီးတွေလစ်လူရှုနေတယ်လို့ခံစားရတယ်တဲ့တကယ်လက်တွေ့မှာလဲတဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်နေကြရတာပါတဲ့မပြည့်စည်မဆုံးဆုံးချင်းဘူးတဲ့မသေးသေးချင်းပါဘူးတဲ့ဒါပေမဲ့ အချိန်ကာလကြာလာနေအများတဲ့ဒေသခံတွေကသူတို့ရဲ့မိုင်းအောင်မှာပဲတန်လျာတယ်လို့ယုံစားနေကြပြီးဒါကြောင့်လုံးတင်နေပြီးတဲ့ငွေမျက်နှာမကြည့်ပါနဲ့တဲ့ပြောလို့ပြောချင်တာပါတဲ့ကိုဖုံးရေးတဲ့အော်ရင်ကိုဖုံးအော်လို့ရှိရင်ခဏတော့တဲ့ပရိတ်အုပ်ပြီးတဲ့အဖမ်းပြပြီးရောတဲ့ရကင်တိုင်းပြန်ဖြစ်တယ်တဲ့ဝါရမိုင်းတိုက်တဲ့သပေချင်းမြို့နယ်တွေကအတ္တသမားတွေစင်ကူးမြို့နယ်တွေကလူငနဝါတွေကရတန်းကရကြဖို့ပြောစီကြပါတယ်တဲ့မြို့ပေါ်မှာတဲ့ တတရာရာနေသူတတရာရာနေနေနေသူနေသားတွေကိုမဟုတ်မမှန်ဘာလဲစားတော့ရေးရတာတိလားမဟုတ်မမှန်တရင်တွေပို့သူတို့မိသားစုတွေကဘယ်နေရာနေမှာဆိုတာကအစာတိနေတယ်တဲ့ရတန်းကမရတော့တော့ဥပဒေဆိုတဲ့အပြင်ကိုကျွန်တော်တို့တွေရောက်ရတော့မယ်ကိုဘုံနဲ့အားကိုးတယ်တဲ့နားလေလာပါပြီအားကိုးအားလင်းလာပါပြီတဲ့လေးစားလဲပါတဲ့ တပေချင်းမြို့နယ်တဲကဝါရမိုင်းသွင်းနေသူများကမျက်ရောင်ချီမိသားစုတစုလုံးစင်ကူးမြို့နယ်ထဲမှာဝါရမိုင်းတိုက်သူများကတေမြင့်ဆောင်ဒေါ်ကြည်ကြည်မြင့်မိသားစုနှင့်မြင့်ဆောင်အောင်သူကမိသားစုသုံးမြင့်ဆောင်အောင်သမารီရဲ့အဆွေအပွားများတတိပီးစကားများဖြင့်ပြောကြားပေးစီလိုပါတယ်နော်အောင်သမารီဆိုတာကလည်းကျွန်တော်သိပြီးတော့တော့မပြောချင်ဘူးပေါ့နော်ဝရမ်းထုတ်တယ်နော်ရှေးတိုင်းပိုင်းရှင်ဖို့လို့မဖမ်းတာတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဖမ်းရင်ဖမ်းစီချင်ပါဦး ဒါပေမဲ့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ဆိုရင်တော့ခမားတို့ကအောင်သမာဓိတို့ဇွဲထက်တို့ခမားတို့အစိုးရအကြီးရပဲနော်ဝရန်နေထုတ်တယ်ဒီလူတွေကမဟုတ်တာလုပ်ပါတယ်ဆိုပြီးတော့ဒီလူတွေကတော့ခေါင်းသားနေပြီးတော့မှအခြေခံလူဒန်းစားတွေအားလုံးဒုက္ခရောက်ပြီးကြုံမဲလူဒန်းစားတွေဘဝတွေကတိုင်းပြည်ကိုကာဝယ်နေရပါတယ်နော်ဒါကရိုးရှင်းရှင်းပြောတာပါနော်တိုင်းပြည်ကိုကာကွယ်နေရတာကအစိုးရအဆက်ဆက် ခေဆက်ဆက်မှာကျောင်းဘွဲလူရန်သားအခြေခံလူရန်သားတွေကတိုင်းပြည်နဲ့နိုင်ငံရဲ့လူမျိုးရဲ့အချို့သောနေရာတွေမှာရှိနေပြီးတော့မှနော်ခရိုနီလိုလိုခရိုပြာလိုလိုပတ်စံရှိရာလိုလိုပတ်စံမရှိရာလိုလိုမတိရာလိုလိုယူးကျင်အောင်ဆောင်လာလိုလိုလူတွေကတိုင်းပြည်ကိုဖျက်ဆီးနေတာဖြစ်ပါတယ်နော်အကိုရဲ့မနေ့ကကြောင်မင်းကနေရန်သူတွေရဲဝင်နဲ့သွားတယ်သွားလဲတာတွေတွေ့တယ်တဲ့ ကားလက်စားတွေနဲ့ယောက်ျားလေးတွေတည်တန်းနဲ့အရဝင်းနဲ့လက်နက်တွေဤကွန်းမင်းတွေမပါဘူးတဲ့လူလူအခုတလောတဲ့အဲ့လိုတွေသွားနေတယ်ဒီနေ့စံရေးတွေတင်ပြီးသွားခဲ့တယ်တဲ့ခြောက်ဘင်းကားနဲ့စံရေးအပြည့်ပေါ်မှာတဲ့ပလောင်စစ်သားဆိုပြီးထိုင်ပြီးလိုက်သွားတယ်တဲ့အင်းဝိုင်းကျော်ပြင်ဦးနဲ့စစ်တပ်ကိတ်ညီမတို့ကြတော့တဲ့ပြေးမသွားဘူးတဲ့ညီမလာသေးတယ်တဲ့လမ်းမလွယ်လို့တဲ့ပြန်လှည့်သွားတာတဲ့ဒါပေမဲ့ကလားနှစ်ကောင်ကြတော့တဲ့ပြေးသွားတယ်တဲ့ဒါသူရဲ့တိုင်းကိုပြောတာနော် ညီမတို့ဖြတ်ကူးလို့မရတာတဲ့တော်တဲ့တာဝန်ရအဆင်ပြေသလိုလမ်းပိတ်နိုင်ပြင်မဲတဲ့ကလားတွေကြတော့တဲ့ပေးဖြတ်တယ်တဲ့ပြင်းဦးလင်စီးပေါက်နေလားမသိဘူးတဲ့စိတ်ထဲမှာတမျိုးပဲစိတ်ပူမိတယ်တဲ့ညီမတို့ကသာပြင်းဦးလင်တဲ့ဝင်ဝေးမရှိတာတဲ့ကလားကြတော့လွတ်ပေးတယ်တဲ့မန္တလေး MD1 တဲကိုကန်းတွေမှာပလောင်ကောင်တွေတဲ့အစုလိုက်ပြုံလိုက်တဲကိုနေကြတယ်မန္တလေးစီးပေါက်နေပြီတဲ့ကြောင်မဲ30 20ကွန်ပထမပိုင်းလေအဲ့လိုပဲတဲကိုကန်းနဲ့တဘုံပေါင်းပြီးကြံတာတဲ့မန္တလေးတဲကိုကန်းလေးလေတဲ့ အဲဇင်းတွေတဲ့အမြန်စစ်ပါတဲ့လောက်ကောင်တွေအကုန်ဖမ်းချုပ်ပလောင်ကောင်တွေကိုတဲ့အချုပ်ကန်းတွေကိုဖမ်းတဲ့ပါတဲ့တက်မတော်ကားတဲ့တက်နဲ့တူအောင်မလုပ်ဘူးဆိုရင်တော့ပြင်ဦးလေမန္တလေးမကြခင်စစ်မီးတောက်တော်မယ်ကိုကြီးတဲ့ဒါတွေကိုမသိဘူးတဲ့အေဒီဆက်နဲ့နေကြတယ်တဲ့နော်ဒါတရင်ပြေးတွေပေါ့နော်ဒါကျွန်တော်ကအဲ့တော့ကျွန်တော်ကကလားလို့လည်းမပြောကျွန်တော်ကတော့ရေးပြီးတဲ့တိုင်ပြောရမှာပဲကျွန်တော်ကတော့အစ္စလမ်ဘာသာဝင်မွတ်စလင်လူမျိုးပေါ့နော်အဲ့တော့မြန်မာနိုင်ငံကြီး